မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အကြမ်းဖက်မင်းအောင်လိုင်ဟာဒီကနေ့ဩဂုတ်လ23ရက်နေ့မနက်ပိုင်းမှာပဲတောင်ကူမြို့ကိုရောက်ရှိနေပြီတမျိုးလုံး drone ဖြတ်ချတဲ့ဂျမားတွေပတ်ပတ်နေချထားတဲ့အပြင်မြို့တွင်းမြို့ပြင်မှာပါစစ်အင်အားရာနဲ့ချီချထားပြီးလုံခြုံရေးတွေအထူးတင်းကျပ်ထားတယ်ဆိုပါတယ် ပြူးလင်မြို့နယ်မှာမနေ့ကပဲအချက်ဖက်စစ်ကောင်စီတပ်ကလက်နက်ကြီးတွေနဲ့ပတ်ပတ်လည်ပစ်ကတ်နေပြီးမြို့ပြင်တလျှောက်လုံးမှာပါကတုတ်ချင်းတွေအမြောင်များတူးနေပြန်တဲ့ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အချက်ဖက်မင်းအွန်လိုင်းဟာ ဒီကနေ့ဩဂလ23ရက်နေ့မနက်ပိုင်းမှာပဲတောင်ကူမြို့ကိုရောက်ရှိနေပြီးတမျိုးလုံး drone ဖြတ်ချတဲ့ဂျမ်မာတွေပတ်ပတ်လည်ချထားတဲ့အပြင်မြို့တွင်းမြို့ပြင်မှာပါစစ်အင်အားရာနဲ့ချီချထားပြီးလုံခြုံရေးတွေအထူးတင်းချက်ထားတယ်လို့ဒေတာတွင်းသတင်းရင်းမြစ်ကရန်ကုန်ခေတ်ကိုပြောပါတယ်ဒီကနေ့ဩဂလ23ရက်နေ့မနက်7:00နာရီလောက်မှာပဲအချမ်းဖက်စစ်ကောင်းဆောင် main online ဟာပဲခူးတိုင်းကတောင်ကူမြို့ကိုရောက်ရှိလာပြီးသူမလာခင်မှာရော့လာတဲ့အချိန်မှာပါတောင်ကူမြို့တမျိုးလုံးကိုလုံခြုံရေးတွေအထူးတင်းချက်ထားပြီး မြို့ပြင်မှာဘာစင်အားရာနဲ့ချီချထားသေးတယ်လို့ဆိုပါတယ်အဲ့ဒီလိုမင်းအွန်လိုင်းတောင်ကူမြို့ကိုမလာခင်ဩဂုတ်လ20ရက်နေ့ကပဲတောင်ကူလေတက်စကန်ကို short တိုက်ဒုံးနဲ့ပြစ်ခံရပြီဩဂုတ်လ22ရက်နေ့ဖြစ်တဲ့မနေ့ကဆိုရင်တောင်ကူစီပင်ရုပ်လျက်စစ်ရုပ်နဲ့ရင်ဒိန်အင်ယာမှာမိုင်းကွဲဓာတ်တွေဖြစ်ပွားခဲ့တဲ့အတွက်ဒီကနေ့မင်းအွန်လိုင်းလာတဲ့အချိန်မှာတော့တောင်ကူတမျိုးလုံး drone ဖြတ်ချတဲ့ဂျမာတွေပတ်ပတ်လေချထားတဲ့အပြင် မြို့တွင်းမြို့ပြင်မှာပါစစ်အင်အားရာနဲ့ကြီးချထားပြီးလုံခြုံရေးတွေအထုတင်းကျပ်ထားတာဖြစ်တယ်လို့ဒေတာတွင်းသတင်းရင်းမြစ်ကပြောထားပါတယ်။အဲလိုမင်းအွန်လိုင်းရဲ့တောင်ကူခရီးစဉ်ဟာအနီးကပြင်ဆင်သွားတဲ့ခရီးစဉ်ဖြစ်ပြီးတွားကဏီတရက်အလုံးမှတ်တာကြွတင်အတိပေးခဲ့တာဖြစ်တယ်လို့လဲဌာနဆိုင်ရာဝန်ထမ်းသတင်းရင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျ။ ဖက်မှာလေမန္တလေးတိုင်းကပြည်ဦးလွင်မြို့နယ်မှာမနေ့ကပဲအကြံဖက်စစ်ကောင်းစီတက်ကလက်နက်ကြီးတွေနဲ့ပတ်ပတ်လေပြစ်ခတ်နေပြီးမြို့ပြင်တလျှောက်လုံးမှာပါကတုတ်ချင်းတွေအမြောက်အများတူးနေပြန်တယ်လို့ပြည်ဦးလွင်ဒေသခံပြည်သူတွေနဲ့စစ်တပ်တရင်ရင်းမြစ်ကရန်ကုန်ခေတ်တကိုပြောပါတယ်။ဩဂုတ်လ22ရက်နေ့ဖြစ်တဲ့မနေ့ကညာပိုင်းမှာပဲပြည်ဦးလွင်မြို့နယ်ဒီဇင်ဘာချန်အနီးတဝိုက်မှာလက်နက်ကြီးပြစ်ခတ်သံတွေကြားရတဲ့အပြင်မြို့ပတ်ပတ်လေကိုစစ်ကောင်းစီဘက်က DNL တက်တွေရှိတယ်ဆိုပြီးလက်နက်ကြီးနဲ့ပြစ်ခတ်နေတယ်လို့လည်းသိရပြီး လေရင်နဲ့ကင်းထောက်ဓာတ်တွေပါလုတ်သွားသေးတယ်လို့ပြူးလွင်မြို့နယ်ဒေသခံပြည်သူတို့ကပြောထားပါတယ်။ဒါအပြင်ပြူးလွင်မြို့ပြင်မှာရှိတဲ့ကြေးရွာရက်ွက်တွေမှာလည်းအကျန်းဖက်စစ်ကောင်စီတပ်ကကတုတ်ချင်းတွေပါအများအများတူးနေပြီးဒေသခံပြည်သူတွေကိုပါလုတ်အားပေးဆိုပြီးတော့အတင်းအရမခေါ်တူးခိုင်းနေတယ်လို့ဒေသခံပြည်သူတွေနဲ့စစ်တပ်သတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျ။တစ်ဖက်မှာတော့မန္တလေးမြို့ကအကျန်းဖက်စစ်ကောင်စီလက်အောက်ခံစီမင်းထွေအုပ်မိသက်အပါဝင်ဌာနဆိုင်ရာနန်းစီဒီယံဝန်ထမ်းတွေ စစ်တင်နဲ့တက်နေရတယ်လို့ဝန်ထမ်းသတင်းရင်းမြစ်ကရန်ကုန်ခေတ်ကိုပြောပါတယ်။အခုအောက်ကလာဇန်ပိုင်းကစပြီးမန္တလေးမြို့မှာရှိတဲ့စစ်ကောင်စီလက်အောက်ကဝန်ကြီးဌာနဆိုင်ရာရုံးတွေကနေရွေးချယ်ခံရတဲ့နန်စီရီယာဝန်ထမ်းတချို့ဟာအခြားသောပြူစော့ထီတွေနဲ့အတူရောပြီးစစ်တင်နဲ့တက်နေရတယ်လို့တက်ပြီးရင်ကိုဌာနကိုပြန်ရမလားရှေ့တန်းပို့ခံရမလားဆိုတာလည်းမသိရသေးဘူးလို့မန္တလေးမှာစစ်တင်နဲ့တက်နေတဲ့ဝန်ထမ်းတအုပ်ကပြောထားပါတယ်။တစ်ဖက်မှာလည်း အကျန်းဖက်စစ်ကောင်စီတပ်ကမန္တလေးမြို့ပေါ်မှာပါလူငယ်တွေကိုစစ်မှုထမ်းအပတ်စဉ်၅အတွက်စစ်တင်နန်းတက်ဖို့မဖြစ်မနေစင့်ခေါ်မှုတွေရှိနေပြီတခြားခြေရွာရက်ကွက်တွေမှာဆိုရင်လေလူငယ်တော်မဟုတ်တော့ပဲလူကြီးတွေကိုပါရက်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေကပြူစော့တီအဖြစ်စစ်တင်နန်းတက်ရောက်ဖို့ဖိအားပေးခိုင်းစေတာတွေလုပ်နေတယ်လို့ပြည်ကြီးတကွန်မြို့နယ်မှာရှိတဲ့ဒေသခံပြည်သူတို့ကပြောထားပါတယ်ခင်ဗျတဆက်ထဲမှာပဲအကျန်းဖက်စစ်ကောင်စီက နေပြီးတော့ကြောက်ဆဲရင်းနှံကြောင်းစားမလောက်နဲ့မြောင်တုံးမြို့နယ်တွေမှာပါစစ်မှုထမ်းအပတ်စဉ်ငါအတွက်ပေါ်တာဆွဲဖန်စီဒါတွေစစ်မှုထမ်းမှုမဖြစ်မနေစင်ခေါ်တာတွေတောင်းလျှောက်လုပ်နေတဲ့အပြင်ပဲခူးတိုင်းကမြို့နယ်၅ခုမှဆိုရင်လူငယ်145ဦးပေါ်တာဆွဲဖန်စီခံလိုက်ရပြီလို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တက်ကိုပြောပါတယ်အကြံဖက်စစ်ကောင်စီကလာမယ့်စက်တင်ဘာလမှာဖွင့်မယ့်စစ်မှုထမ်းအပတ်စဉ်ငါအတွက်တပ်သားအစ်စ်တွေမပြည့်တဲ့အတွက်ကြောင့် နိုင်ငံတော်ဝန်ပေါ်တာဆွဲဖန်းစီတာတွေစစ်မှုထမ်းဖို့အတင်းအကျပ်စင့်ခေါ်တာတွေဖြစ်ပွားနေရမှာနေပြည်တော်မှာတော့အဲ့ဒီလိုတွေဖြစ်ပွားနေတယ်လို့သိရပါတယ်ဒီကနေ့ဩဂုတ်လ23ရက်နေ့မှာပဲနေပြည်တော်ဥတ္တရတီရီခရိုင်တက္ကုံမြို့နယ်မကြီးကုန်းကျေးရွာအုပ်စုမှာကျေးရွာအုပ်ချုပ်ရေးမှူးနဲ့အဖွဲ့တွေကတအိမ်တယောက်စင့်ခေါ်ပြီးအသက်36နှစ်မပြည့်သေးတဲ့အမျိုးသားလူငယ်တိုင်းအကြောင်းပြချက်မရှိစစ်ထဲဝင်ရမယ်ဆိုပြီးတော့ပြောသွားတယ်လို့အလှည့်မကျသေးတဲ့သူတွေကလည်းစစ်မှုထမ်းဖို့သွားတဲ့သူတွေကိုထောက်ပံ့ရမှာဖြစ်တယ်လို့ပါပြောသွားသေးတယ်လို့ ဒေသခံပြည်သူတို့ကပြောထားပါတယ်။ဒါအပြင်မန္တလေးတိုင်းကြောက်စဲမြို့နယ်မှာလည်းမြို့ပေါ်ရော့ချေးရွာတွေမှာပါအချက်ဖက်စစ်ကောင်းစီတက်ကနေကင်းတဲ့ညပိုင်းအချိန်တွေပါကားတွေနဲ့ပတ်ပြီးပေါ်တာဆွဲဖန်စီတာတွေလုပ်နေရမှာလူငယ်အယောက်30လောက်ပါသွားပြီလို့လဲဒေသခံပြည်သူတွေကပြောထားပါသေးတယ်။အလားတူမကွေးတိုင်းရေနံကျောင်းနယ်6မြို့နယ်မှာလည်းပင်ဝချေရွာနဲ့အုပ်ဘိုချေရွာကလူငယ်တွေအပြင် AFD တိုင်းညောင်တုံးမြို့နယ်ဆမ်လောက်ချေရွာနဲ့ကွန်းသီးပင်ချေရွာကလူငယ်တွေပါစစ်မှုထမ်းမှုအတင်းကျပ်ခေါ်ခံနေရပြီး ပဲခူးတိုင်းမှာဆိုရင်မြို့နယ်၅ခုကလူငယ်145ဦးဟာအကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ပေါ်တာဆွဲဖမ်းဆီးတာကိုခံလိုက်ရပြီလို့ဒေသခံပြည်သူတွေကပြောထားကြပါလိမ့်ခင်ဗျ။တစ်ဖက်မှာတော့စကိုင်းတိုင်းကရွှေဘုံမြို့နယ်မှာစစ်တပ် lobby တွေရဲ့တင်းအမှားနဲ့လှုပ်ဆောင်မှုကြောင့် Hello Fashion အထည်ဆိုင်ပိုင်ရှင်မိသားစုဝင်၃ဦးကိုအကြမ်းဖက်စစ်ကောင်စီတပ်ကဖမ်းဆီးသွားတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တက်ကိုပြောပါရယ်။ဩဂုတ်လ၂၂ရက်နေ့ဖြစ်တဲ့မနေ့ကပဲ ရှေဘုံမြို့ကကြောက်မြောင်းညောင်မင်းသားလမ်းတောက်မှာဖွင့်ထားတဲ့ Hello Fashion အထည်ဆိုင်ကစိုင်းပိုင်းရှင်ဦးထိုးဝေဇနီးနဲ့တမိဖြစ်သူမတ်ဤဖြူသိန်းဆိုသူတို့သုံးဦးကိုအချက်ဖတ်စကောင်းစီတက်ကလာရောက်ဖမ်းဆီးသွားတယ်ဆိုပါလေဖမ်းဆီးခံရတဲ့အကြောင်းရင်းကစစ်တပ် lobby သဇင်ဦးဆိုတဲ့ Telegram channel ကနေ Hello Fashion အထည်ဆိုင်ကမချူးမွန်သက်ဆိုတဲ့သူဟာ PDF သတင်းတွေကို internet မှာ share လို့ဆိုပြီး PDF ထောက်ဖို့ခေါင်းစဉ်နဲ့သတင်းအမှားဖြန့်ပြီးတော့ဖမ်းဆီးဖို့ပါလှုပ်ဆော်ပြီးတဲ့နောက်စစ်တပ်ကလာရောက်ဖမ်းဆီးရမှာ မချွမွန်တက်ကိုမတွေ့တော့မအီဖြူသိမ့်တဲ့အတူမိဘနှစ်ဦးကိုပါဖမ်းသွားတာဖြစ်တယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်။လက်ရှိအကြံဖက်စစ်ကောင်စီတပ်ကဖမ်းဆီးထားတဲ့ဥထုံးဝေဇနီးနဲ့တမိဖြစ်သူမအီဖြူသိမ့်ဆိုသူတို့ဟာရွှေဘုံမြို့နယ်စိတ်ခွန်ဂျေးရွာဇာတိဖြစ်ပြီးရွှေဘုံမြို့ပေါ်မှာပြောင်းရွှေ့ပြီးတော့ရိုးရိုးသားသားလုတ်ကင်စားတောက်နေတဲ့တာမန်ပြည်သူတွေသာဖြစ်တယ်လို့လဲဒေသခံပြည်သူတွေကပြောထားကြပါလိမ့်မယ်။ဒီတစ်ခါဆက်ချင်တာကတော့ အာဆီယံဒေသအတွင်းထိရောက်ရှိလာတဲ့မြောက်ကျောက်ယောဂါကုသမှုဟာမြန်မာနိုင်ငံရဲ့အိန္ဒိချင်းထိုင်းနိုင်ငံအတွင်းမှာရောက်ရှိလာပြီလို့ထိုင်းသတင်းဌာနတွေရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။အဲ့ဒီမြောက်ကျောက်ယောဂါဟာလက်တလောကမ္ဘာကျန်းမာရေးအဖွဲ့ WHO ရဲ့ကမ္ဘာရေးပေါ်အခြေအနေအဖြစ်ပါကြေညာထားတဲ့ကုသယောဂါပိုးဖြစ်ပြီးမြန်မာနိုင်ငံအတွင်းကိုလည်းကုသလာနိုင်တဲ့အလားအလာတွေရှိနေတဲ့အတွက်သတိပြုဆင်ခြင်ရမယ့်အခြေအနေဖြစ်ပါတယ်။ဒီယောဂါရဲ့ virus ပိုးဟာ trace sign တွေကတဆင့်ကုသတာအပြင် လူသားအချင်းချင်းလဲကူးဆက်ပြန်ပွားစေတဲ့အတွက် WHO ကအခုချိန်မှာကူးဆက်မှုအရေးပေါ်အခြေအနေကြီးညာထားသလိုအဲ့ဒီမြောက်ကျောက်ယောဂရဲ့ယောဂလက္ခဏာတွေကဖျားတာ၊ခေါင်းရမ်းကြိုက်တာ၊ကြွက်သားနာကျင်တာ၊ခါနာတာ၊အင်ကုန်ခန့်တာဖြစ်ပြီးအရင်ပြပေါ်မှာအနီကွက်တွေအဖုအပိတ်တွေအရေးကြီးမှုတွေထွက်တာမျိုးတွေဖြစ်ပွားတယ်လို့လည်းသိရပါတယ်။မြောက်ကျောက်ယောဂဖြစ်ပွားနေတဲ့နိုင်ငံတွေရဲ့သတင်းအချက်အလက်တွေအရလူနာ300ခန့်နှုတ်ကနေ600ခန့်နှုတ်အထိသေဆုံးတာတွေရှိတယ်လို့လည်း WHO ကဆိုထားပါသေးတယ်။ ယောဂကုသပုံကတော့ယောဂကုသခံထားရတဲ့တိရစ္ဆာန်တွေကိုကင်တွယ်ထိတွေ့တာမျိုးကနေလူကိုကုသစေသလိုယောဂလက္ခဏာခံစားနေရတဲ့လူအချင်းချင်းကနေလည်းအနိကကင်တွယ်ထိတွေ့မိရကနေပါယောဂကုသနိုင်တယ်လို့သိရပါတယ်လက်ရှိမှာတော့မြန်မာနိုင်ငံရဲ့အင်ဂျင်ချင်းထိုင်းနိုင်ငံမှာကပရေပေါ်အခြေအနေကြီးညာထားတဲ့မြောက်ကျောက်ယောဂကုသမှုတွေတွေ့ရှိထားပြီးဖြစ်တာကြောင့်မြန်မာနိုင်ငံသားတွေနေနဲ့လည်းတတိပြုဆင်ခြင်းနေထိုင်ဖို့လိုအပ်တဲ့အကြောင်းကိုလည်းတတိပေးတင်ပြလိုက်ရပါတယ်ခင်ဗျ ဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ